လိုင်ဖိုးကောင်ရွာနဲ့မြစ်စိတ်ကမ်းကြားမှာတရက်တော်ဟူ၍ရှိပါတယ်။တရက်ပင်တို့ကနေပြောက်ထိုးလို့မရအောင်ပဲစိတ်လာပါတယ်။တရက်တော်ကိုမဝင်မီတရက်တော်အဆက်မှာကြီးမားလာတဲ့ညောင်မိုးစိတ်ပင်ကြီးတစ်ပင်လည်းရှိနေပါတယ်။အကိုင်းခတ်တွေကရှက်ပြတွေ့တန်းရှည်ကြနေကြတာပါ။အဲဒီညောင်မင်းကြီးမှာညအခါမှာတပင်နဲ့တပင်ကူးပြောင်းပြီးတော့ကစားနေတဲ့သစေမင်းစာတကောင်ရှိပါတယ်။ထိုသစေမင်းစာလေးကလွန်စွာမကိုလင်မြန်လာပါတယ်။ဖြူဖွေးတဲ့အစင်းလည်းရှိပါတယ်။နူးညံ့ပြော့ပြောင်းတယ်လို့လည်းဆိုပါတယ်။အဲဒီသစေမင်းစာလေးရဲ့အရွယ်ပမာဏဟာ သုံးလသာကလေးရွယ်ရက်သာရှိပါတယ်။ကိုကာယမှာလူပုကလေးနဲ့တူပါတယ်။မိမိလူပြိုပေါ့ရွယ်ကအဖွားအိမ်ကနေတတိစိတ်ထွက်ပြေးကဖခင်ဖြစ်သူရှိတဲ့ဖိုးကောင်ရွာကိုသွားခဲ့ပါတယ်။ရေလန်းခီးကတင်းမောနဲ့သွားခဲ့ရခြင်းမှာထိုနေ့ကတင်းမောနောက်ကျနေတာကြောင့်ဖိုးကောင်ရွာကိုတင်းမောမိုးချုံမှဆိုက်ခဲ့ပါတယ်။အဲဒါကြောင့်မဲညာမိုးချုံကျွန်တော်တို့ဦးတဲ့တည့်ရတော်ကိုဖြတ်ပြီးတော့ရွာကိုသွားခဲ့ရပါတယ်။အဲ့ဒီချိန်တုန်းကတရတော်ဆက်ညောင်မိုးစိတ်ပင်မှာတဆေမင်းသာရှိတယ်လို့မသိပါဘူး။လာမညာဖြစ်မဲ့ထင်ပါတယ်။အမောင်ကကြီးစွနေခဲ့ပါတယ်။မောင်သမပိမ့်ပိအောင်ကိုမောင်နေတာပါ။ လူသံလည်းမကြရတိတ်ဆိတ်ငြိမ်သက်လာတဲ့ညဖြစ်တာကြောင့်တိရွဲ့ရိုက်ခတ်တဲ့လေတိုးတန်တွေကစက်သိန်းထဝယ်ဖြစ်ပါတယ်ကျွန်တော်ကအမြန်ရောက်လူစောနဲ့ပဲတွတ်တွတ်လျှောက်ခဲ့တယ်လို့ဗဇက်ကနေလဲတံမုတ်တွေကာတာတော်ကိုအပြည့်အမြန်ရွတ်ဆိုနေမိပါတယ်အဲ့လိုနဲ့ပဲကျွန်တော်အဖေရှိတဲ့နေရာကိုရောက်လာခဲ့ပါတယ်ကျွန်တော်ရောက်လာတော့အံ့ဩနေကြပါတယ်တာမင်းတည့်ရတော့ဖြတ်လာလားအဲ့လိုမျိုးဆိုလာတာကြောင့်ကျွန်တော်ကလမ်းဒီတလမ်းမရှိတာလေအဖေကလေဒီလမ်းမလာလို့ကျွန်တော်ဘယ်လမ်းလာမှာလဲအဲ့လိုမျိုးဖြေလိုက်ပါတယ်အဲ့ဒါနဲ့ပဲအဖေရဲ့မိတ်ဆွေတူဦးဟာ မင်းတိတ်ကန်ကြီးတယ်လို့ပြောရမယ်ကွာဒီနေရာတိတ်ကိုစိုးတာကွာတရက်တော့အကြက်ကုန်းဖြစ်ခဲ့တယ်လို့ညောင်မိုးစိတ်ပင်မှာမှင်စာရှိတယ်ကွာမင်းဘာမှမတွေ့လို့တော်သေးတာပေါ့ကွာနောက်တက်နေရွာထဲကိုရောက်တော့မင်းညာဖြတ်လာတဲ့တရက်တော့နဲ့ညောင်မင်းရတိတ်စိုးတာကွာအထူးသဖြင့်တော့ညောင်မင်းရမှင်စာလေးပေါ့ကွာငါတို့ရွာလူတွေအရေးကြီးရင်လူ၄၅၀ယောက်လောက်စုပြီးတော့တွားရတာအဲ့လိုမျိုးပြောပြပါတယ်ပြောစကားတွေရတော့ညောင်မိုးစိတ်ပင်ကတဆေမင်စာလေးကစိုးပါတယ်လူတွေရှိကဖြတ်ပြေးတတ်ပါတယ် ညောင်မိုးစိတ်ပင်ပေါ်ကနေအကိုင်းအခက်တွေပေါ်ပြေးလွှားခုန်ကူးနေတတ်တယ်လို့လည်းဆိုပါတယ်တခါတည်းရံမှာညောင်မင်ဘွားဆင်းလာပြီးတော့လူတွေရှေ့မှာပတ်ပြေးနေရပါတချို့ဆိုရင်သစင်မင်စာလေးနဲ့တွေ့ပြီးတော့អော်ပြေးခဲ့ရပါတယ်အဘွားတော်မရှင်ကလည်းအခုလိုဆိုလာခဲ့ပါတယ်အဘွားငငယ်တော့ကဒီမင်စာလေးကြောက်လို့អော်ပြေးခဲ့ရဘူးတယ်ကွယ်ဥလူမော်ဆိုတဲ့သူကတော့ဒိုးရွာလူတွေဘယ်တော့မှတယောက်တည်းမသွားဘူးကွာဘာကြောင့်လဲဘာကြီးဘာကြောင့်ရမလဲကွာတယောက်တည်းဆိုဒီမင်စာကောင်လေးကအတင်းအဓမ္မခါကိုတက်ခွာတတ်တာကွာ သူ့ကိုကြည့်လိုက်လို့ရှိရင်သူကသွားကလေးစီပြီးတော့မျက်လုံးလေးအကြောင်သားနဲ့လူကိုပြန်ကြည့်တတ်သေးရ။အဲဒီချိန်မှာပဲအဖိုးဆန်အောင်ဆိုတဲ့သူကမင်းကိုဘဝတုဒ္ဒဖြစ်ပြောပြရအောင်မယ်ကွယ်။တခါငစိမ့်တဲ့တော်ချန်ဈေးလေရောင်းရင်မိုးချုံမှပြင်ရတဲ့အထဲသစိမင်စာနဲ့တွေ့ခဲ့တာတဲ့။အတင်းခါကိုခွာပြီးတော့ကင်လို့ကြောက်ပြီးတော့ပြေးခဲ့ရတယ်တဲ့။ငေးတံပေါင်းအော်ပြီးပြေးရတယ်ဆိုပဲ။ဒိုးရွာလူတွေစုပြီးတော့သူ့ပစ္စည်းတွေကိုတွက်ပြန်ယူလာပေးရတယ်။အဲဒီချိန်မှာပဲဒေါ်ချန်နဲ့တွေ့တဲ့အခါမှာတော့မေးကြည့်တဲ့အခါဒေါ်ချန်ကအခုလိုပဲပြောလာပြန်ပါတယ်။ မပြောချင်ပါဘူးသားလေးရဲ့အခုပြန်ပြောလို့ရှိရင်အခုချိန်ဒီကြောက်နေတော့မယ်အဲဒါကြောင့်မဲအတော်ကအဖို့မပါလို့ရှိရင်အဲ့ဒီနေရာကိုနေကင်းတော့မသွားရဲဘူးကွယ်ကျွန်တော်ဘာကြောင့်ဒီမင်းစာလေးနဲ့မတွေ့ခဲ့ရတာလဲတန်မုတ်ဒီကတာအစွမ်းကြောင့်လားကျွန်တော်ပြန်တဲ့အခါမှာတော့အဖေလိုက်ပို့ပါတယ်နေကင်းကြတော့နော်ကျွန်တော်ကကြောက်နေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီညောင်မင်းကြီးနဲ့သစေမင်းစာလေးကြောင့်ကျွန်တော်အများကြီးကြားသိထားခဲ့ရလို့ပါချက်သိန်းနေထားခေါင်းနေတော့ကြီးနေပါတယ်ဒါမှမဟုတ်လဲကျွန်တော်ပြန်တဲ့အခါမှာတော့အဲ့ဒီညောင်မိုးစိတ်ပင်ကိုကျွန်တော်လုံးဝကြည့်မလာခဲ့ပါဘူး မကြည့်ရဲလို့မကြည့်ခဲ့တယ်ဆိုတာကိုလည်းရိုးသားစွာဝန်ခံပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုဆွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြလူချင်းမတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရောအပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ဘသူတွေကပတ်စံဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့ ကိုတငယ်ချင်းတွေတက်နေတဲ့တင်တန်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လဲလုံးဝမတက်ပါနဲ့။ဒါတွေကအချင်းကုံငွေကုံလူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်။တင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပြခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပြခြင်းလုပ်ငန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်တော့တင့်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ Profit Mobile ဖုန်းပြတင်တန်းကြောင့်ယူဆောင်လာခဲ့ပေးပါ။ကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မူဝန်းကြောင့်မို့ဖြစ်ရက်တည်နိုင်တဲ့ဒီ Profit Mobile ဖုန်းပြတင်တန်းကြောင့်ဆရာတွေက Hardware ဘိုင်း Software ဘိုင်းနဲ့ Theory ဘိုင်းနေရာစားတဝူးချင်းအသေးစိတ်ဆရာစားမချမ်းပဲတင် जा ပေးပါလိမ့်မယ်။ကိုကို န်ကလည်းစင်စက်မပြတ်ကြိုးစားအားထုတ်မှုတွေနဲ့စကေးတခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်။ဝါသနာရဲ့ကြိုးစားခြင်းစိတ်ရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲတန်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင်သင်တန်းကြောင့်မှအခုပဲစရင်ပေးသွင်းလိုက်ပါ။သင်တန်းတက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးချင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်သင်ကြားခွင့်ကိုလည်းသင်တန်းကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်။သင်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service Phone တွေကိုလက်ခံပြီးတော့သင်တန်းဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ်။ စိတ်ကူးအိမ်မက်တွေကိုဖန်နီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit